မာယာတို့အဖိုးမတည်ခင်က စေးကူပေးတဲ့ဆရာတယောက်ကပြောသွားတာဆရာကအစိုးရဝန်ထမ်းဆရာဝန်တော့မဟုတ်ဘူးအပြင်လက်မှတ်ယူပြီးအပြင်မှာစေးကူနေတဲ့ဆရာဝန်ဆရာဝန်လို့သာပြောတယ်အောက်လမ်းမီးတဲ့သူတွေဆိုသူမီးထွန်းပေးလို့လဲတက်တယ်ဆရာက အသက်တော်ကြီးပြီးဗတ်စုံတက်တယ်ဒါပေမဲ့သူများအမြင်မှာတော့တာမန်စေးကူနေတဲ့ဆရာတယောက်လိုပဲနေနေတယ်ဒါကြောင့်ဆရာကမီးထွန်းတာအောက်လမ်းပယ်ပေးတာအင်းချတာတို့ဆိုတော့လူတွေသိမ့်မသိကြဘူးတနေ့ဆရာက မြိုင်ကြီးငူဘက်အေးပေါ်လို့သွားတယ်။အဲ့ဒီမှာတိုက်ဆိုင်ခြင်းတော့ဦးလေးတယောက်ကဟိုဘက်လူနာကြည့်ပြီးရင် ကျွန်တော်မြေလေးခဏလာကြည့်ပေးပါဦးလို့ပြောတယ်။ဆရာလည်းဟိုဘက်လူနာကြည့်ပြီးတော့ အဲ့ဒီဦးလေးကြီးရှိသွားတယ်။သူ့မြေးကယိုယိုဖျားတာမဟုတ်တာ။တကူလုံးချွေးစည်းတွေထွက်ပြီးအေးဆက်နေတာ။ကိုအပူချိန်တိုင်းကြီးတော့အမြင့်ဆုံးမှရောက်နေတယ်။ဆရာလည်းနှစ်ဖူးချွေးပါပြန်ရော။ဘာလို့ရမလဲမသိအရင်စဉ်းစားတယ်။ပြီးမှဟောဒီလိုဖျားဘူးတာဘယ်နှယောက်ရှိပြီလဲလို့မေးတယ်။ဦးလေးကြီးလည်းအမှန်တိုင်းပြောပြတယ်။လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်က ဦးတို့လဲခွက်ဝယ်တယ်အဲ့ဒီလဲခွက်မှာစပားဆိုင်တယ်ဒါပေမဲ့ထူးဆန်းနာကအဲ့ဒီလဲခွက်ကစပားတွေရိပ်ပြီးချိတ်ပြီးတဲ့အချိန်မှာမြေးမလေးတယောက်ကအခုလိုပဲပြုံးမပြတတ်တဲ့အဖျားခံစားရတယ်တိတ်မကြဘူးတရက်နှစ်ရက်ပဲဖျားတယ် ပြီးတော့တည်သွားရောဥတို့လည်းတာမန်အဖျားကိုဆေးတိုက်မှားတယ်လို့ထင်တာနောက်နေလည်းဒီလိုပဲစပားရိပ်ပြီးကြိတ်ပြီးဆိုပြီးတရက်နှစ်ရက်ကြာမှမြေယောက်ျားလေးတယောက်ကတည်သွားပြန်ရောအခုလဲမြေးလေးကဖျားပြန်ပြီဆိုတော့ပြီးတော့ဝမ်းနဲ့စွာပြောရင်ကြလူနိဗ္ဗာန်ဖြစ်နေတဲ့မြေကြီးကိုလက်နဲ့အမြန်တုပ်လိုက်တယ်ဆရာလည်းဟိုဦးလေးကြီးဝယ်ထားတဲ့လေကိုကြည့်လို့ရမလားဆိုပြီးတောင်းဆိုတယ်ဦးလေးကြီးလည်းရပါတယ်ဗောဆရာရဲ့ဆိုပြီးသူ့လက်ခွက်ကိုပြတယ်လက်ခွက်က တော်တော်ကျယ်သားဟာအဲ့ဒါနဲ့ပဲဆရာကဦးလေးကိုကတော်ဝဲပြင်ခိုင်းတော့တယ်ဦးလေးကြီးလည်း ဲကြောင်အန်းအန်းနဲ့ဘာလို့ကရော်ဝဲပြင်ခိုင်းတာလဲဆရာလို့ဆိုပြီးပြန်မေးတယ်ဆရာလည်းပြီးမှပြောပြမယ်ဆိုပြီးပြန်ပြောတယ်ဆရာကဦးလေးကြီးကိုအမြန်ကရော်ဝဲပြင်တော့ ပြီးရင်ဖျောင်းနိုင်အကြီးတထုပ်ရဲ့ဗလာစာရဲ့တရရဲ့ခဲတံဖြစ်ဖြစ်ဘောပင်ဖြစ်ဖြစ်ဦးလေးရဲ့မြေးအသက်ကိုလိုချင်ရင်ညမရောက်ခင်အမြန်အစင်းသင်းလှုပ်ထားဆိုပြီးတတိပေးလိုက်တယ်။ဦးလေးကြီးလည်းဘူးမသိဘာမသိဆရာခိုင်းနာအကုန်အပြီးအလားပြင်ဆင်နေလို့တယ်။ညရောက်တော့ဆရာကဦးလေးကြီးကိုခေါ်ပြီးလက်ွက်ထဲကိုကရော်ပွဲရဲ့ဖျောင်းနိုင်ရဲ့စာရဲ့နဲ့ခဲတံရဲ့ယူပြီးသွားလေတယ်။လက်ွက်ထဲရောက်တော့အလုံးစနစ်စကြစီစဉ်နေတယ်။ပြီးတော့ဆရာကအင်းစာချလေတယ်။နောက်တော့ကရော်ပွဲပေါ်ဖျောင်းနိုင် အမွှေးတိုင်ထွန်းနေဆရာကကဲဦးလေးကြီးခမည်းမျက်လုံးနဲ့တေချာကြည့်နော်မျက်တောင်မခက်နဲ့တေချာကြည့်ဆိုပြီးကတော်ပွဲဘက်ကိုမျက်နှာလှဲကဗဇက်ကဂါရာတပုတ်ကိုရွတ်လိုက်တယ်တအောင်းလောက်အကြာမှာတော့လေကွက်ရဲ့ထောင်းတနေရာမှာနေပြီးမိခိုးငွေတွေဟုံးဆိုပြီးထွက်လာတယ်မိခိုးငွေနဲ့အတူခွေးကြီးတကောင်လေးပေါ်လာတယ်ခွေးကြီးကတကူလုံးမဲမောင်နေပြီမျက်လုံးတွေကလည်းနီရဲလို့ ခွေးနဲ့ကြီးကဆရာနဲ့ဦးလေးကြီးကိုရန်ရှာခြင်းပေမဲ့ဆရာက အင်းချထားတဲ့အတွက်ဘလုံးမှလုံးလို့မရဘူးဆရာကမန္တာဂန္ဓာနဲ့ပြန်ရွတ်တော့ခွေးကြီးကမခံနိုင်မခံနိုင်တော့ထွက်ပြေးပါလေရောအဲ့ဒီအချိန်ဦးလေးကြီးမျက်လုံးပြူးသွားလို့မနဲ့လဲရောက်ရောလဲခွက်ထဲထက်သွားတယ်လဲခွက်ရဲ့ထောင်းတနေရာမှာခွေးအယိုးလို့ထင်ရတဲ့အယိုးတွေပေါ်လာတယ်ဆရာကလည်းအဲ့ဒီအယိုးတွေကိုတင်းကြိုင်းမှာတွက်ပြဲဆိုပြီးဦးလေးကြီးကိုပြောတယ်ဦးလေးကြီးလည်းဆရာခိုင်းတဲ့အတိုင်းခွေးအယိုးတွေကိုတင်းကြိုင်းမှာတွက်ပြဲတယ်နောက်တော့ဆရာကပြောပြတယ်ဦးလေးတို့မြေးတွေသေးတာဒီ ီလဲဆောင်ခွေးကစားလို့တဲ့ဒီခွေးကတေးပြီးနောက်ပိုင်းဒီလဲခွေးရဲ့ထောင်းတနေရမှာမြုပ်ထားတာဘယ်သူကဘသူကိုမကျင်နဲ့လို့မြုပ်ထားတယ်တော့မသိဘူးဒီလိုခွေးယူဖြစ်ဖြစ်ခွေးမဲဖြစ်ဖြစ်တေးပြီးလဲခွေးထဲခြုံထဲမှာမြုပ်ထားရင်မကောင်းဘူးအကယ်၍ လဲခွက်ထဲမှာမြုပ်ရင်မြုပ်တဲ့လဲခွက်မှာစိုက်ထားတဲ့ဘဲရမစိုးမိသားစုစုံစုံလင်လင်မစားရဘူးတယောက်မဟုတ်တယောက်အရင်သေးရတယ်လို့ပြောပြတယ်သူမြေးလေးလဲချက်ချင်းနေပြန်ကောင်းလေတယ်ဆရာလဲအလုတ်ကိစ္စပြီးပြီးမှုမာယာတို့နေတဲ့ရွာလေးကိုပြန်လာလေတယ်ဆရာက မာယာတို့အိမ်နဲ့မဝေးတယ်ကိုရင်ကြီးတည်ထားတဲ့ဖျားစီဒီမှာနေတာဘဝတုဒအနေနဲ့ခွေးဦးဖြစ်ဖြစ်မဲနဲ့နေတဲ့ခွေးပဲဖြစ်ဖြစ်အဲ့ဒီခွေးတွေသိရင်အတက်နိုင်ဆုံးမြေမမြုပ်တာအကောင်းဆုံးပါပဲဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားပါပြီရှင် ယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထမှန်ဖော်ပြပေးတော့မှာမို့ Dream Channel လေးကို Subscribe လုပ်ဖို့မမေ့ပါနဲ့နော်အားလုံးပဲ Good night ပါရှင်